โอเคအဲ့တော့ကျွန်တော်တို့ဒီနေ့က candlestick ဒီဗီဒီယိုပါကျွန်တော် candlestick အကြောင်းလေးကျွန်တော်ပြောမယ်ပေါ့နော်ဆိုတော့ candlestick ဆိုတာဘာလဲဆိုလို့ရှိရင်ဒါကျွန်တော်တို့ရဲ့ဈေးအတွာလာကို visualize လုပ်ပြီးတော့မှမျိုးလုံးထဲမှာမြင်အောင်လို့ပေါ့နော်အာပြတယ်အာဒီ market ပေါ်မှာကျွန်တော်တို့ဒီ software ထဲမှာပေါ့နော်ကျွန်တော်တို့ကြည့်လို့ရတဲ့ data chat တခုပြောချင်တာပေါ့နော်ဆိုတော့ကျွန်တော်ဒီ calendar ရဲ့တမန်ကတော့ဟိုးရင်ဂျပန်ခေတ်တုန်းကပေါ့နော်ဂျပန်မှာကျွန်တော်တို့စပြီးတော့ဒီ market ကိုအကြောင်းဝင်စလုပ်ကြတဲ့အချိန်တုန်းကပေါ့အဲတော့ကဒီကန်နယ်အဲဘနဲ့သူတို့ကမနဲ့အိမ်ရနိုးတဲ့အချိန်ဟိုအစောကြီးဖြစ်တဲ့ကြောင့်မလို့အစောကြီးမှာပေါင်နေတော့သူတို့ကဖျောင်းနိုင်ထုံးပြီးရောင်းဝယ်လုပ်ကြတယ်ဆိုတော့ market ဆက်ပြီးတော့ဖွင့်တဲ့အချိန်မှာဖျောင်းနိုင်ကိုထွန်လိုက်ကြတယ်ပေါ့နော်ပြီးရင် market ပိတ်တဲ့အချိန်မှာဖျောင်းနိုင်ကိုပြန်ပြီးညှိနှိုင်းတယ်ပေါ့ဆိုတော့အဲ့ဒီအဲ့ဒီတနေ့တောင်မှာအဲ့ဒီ market အချိန်တွင်ပေါ့နော်အာဒီဒီ market အဖွင့်ဒီဖျောင်းနိုင် အဲညှိပြီးတော့ market အပိတ်မှာပြောင်းနိုင်မီးကိုနှိမ့်လိုက်တာအဲ့ဒါကိုပြောပြပြီးတော့နောက်ပိုင်းကျလို့ရှိရင်တော့ဒီ candlestick တွေနဲ့ကျွန်တော်တို့ဒီ market ကိုပြကြတာနော်ဆိုတော့ candlestick ကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်အယောင်နှမျိုးရှိနေမယ်အခုဒီမှာတော့ကျွန်တော်ကအယောင်ကိုကျွန်တော်တို့ဒီ momentum sorry thing color ပေါ့နော်ဒီအနဲ့အောင်အနီအောင်နှစ်ခုကျွန်တော်လောက်ထားတယ်ပုံမှန်တော့အယောင်တွေကအစိမ့်နဲ့အနီသွားကြလေးရှိတယ်အဲ့တော့ တက်နေတဲ့ကန်နယ်တွေကိုအတက်ဘက်ကိုပြရတယ်ဈေးတက်ခဲ့ပါတယ်လို့ပြရတဲ့ကန်နယ်တွေအစိမ်းအောင်ပြပြီးတော့ဈေးကျသွားပါတယ်ဆိုတဲ့ကန်နယ်တွေကိုအနီအောင်ပြတယ်เนาะကျွန်တော်ကတော့ဒီမှာကိုကိုရဲ့ကာလာလေးကိုယ့်ကိုမျိုးလုံးကြည့်ရတာအစဉ်ပြောင်းပြောင်းလာတယ်အနေအောင်ဆိုရင်အဲကျွန်တော်တက်ခဲ့တယ်เนาะအနီအောင်ဆိုရင်ကျခဲ့တယ်ပေါ့เนาะဆိုတော့ဒီလိုဖြစ်အောင်ကျွန်တော်လုပ်ထားတယ်โอเคအဲဒါတော့ကန်နယ်စတိတ်တွေရဲ့ origin နဲ့ကန်နယ်စတိတ်တွေကိုကျွန်တော်တို့ကအာဘလို့ ဘာကိုပြောချင်တာလဲဆိုတာကိုကျွန်တော်ပြအောင်เนาะဆိုတော့ဒီ candlestick candle နဲ့တွဲပြီးတည်ရမှာ time frame ဖြစ်တယ်အခုကျွန်တော်ဒီမှာ velvet data ဒီဒီ software က tradingview.com เนาะ tradingview ကကျွန်တော် free account တော့ဖွင့်လို့ရတယ်အဲ့မှာကျွန်တော်ကြည့်လိုက်လို့ရှိရင်ဒီအပေါ်မှာ velvet ချမ်းမှာကျွန်တော်ဒီမှာအာနာရီဟောပေါ့အချိန်လေးရှိတယ် minute လေးရှိတယ်ဒါဆို1 minute 5 minute 15 minute တနာရီ၄နာရီအဲ day 1 day w1 week ပေါ့ဒါတွေကို time frame နေလို့ခေါ်တယ်အချိန်အချိန်တိုင်းတာပေါ့အဲ့တော့ကျွန်တော်ဒီမှာအခုဒီ calendar ကိုကြည့်ချင်းရဖြစ်ဒီမှာကျွန်တော်ဒီဒီဆိုတဲ့နေရာ one day ကိုကျွန်တော်ကရွေးထားပြီးတော့ကျွန်တော်တို့ဒီ calendar ချောင်းဒီတည့်ရက်တာအချိန်ကိုပြတာဖြစ်တယ်အဲ့တော့နောက်တည့်ရက်ကိုသွားမယ်နောက်တည့်နေ့မနေ့9နာရီပေါ့နော်အညမအချိန်6ခွဲပေါ့ထိုင်းအချိန်9နာရီလောက်ဆိုလို့ရှိရင် နောက်ထပ် calendar အတိတ်ချောင်းထပ်ပြီးတော့ပွင့်လာတာပေါ့ တွေ့လိမ့်မယ်ပေါ့နော်ဆိုတော့ဒီမှာကြည့်မယ်ဆိုလို့ရှိရင်ဒီကန်နေတွေရတာ one candidate တည်းရက်ပေါ့ဒီနေ့ခုနှစ်နာရီကနေနောက်တစ်နေ့မနေ့ခုနှစ်နာရီထိုးတဲ့အချိန်ဒီကိုပြသွားတယ်ဒီနောက်တစ်ချောင်းပြောင်းသွားတယ်ဆိုတာဒါနောက်နောက်တည်းရက်ထပ်ပြီးတော့ကုသွားတာပေါ့အဲ့တော့ပထမဒီရက်မှာဒီလိုဖြစ်ခဲ့တယ်နောက်တည်းရက်မှာဒီလိုဖြစ်ခဲ့တယ်ဆိုတော့ကျွန်တော်တို့ကချက်ကိုကြည့်ပြီးတော့မှလမ်းလုံလို့ရတယ်โอเคဒါဒီ candidate တွေအကြောင်းဖြစ်ပါတယ်